မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာမင်္ဂလာပါအားလုံးသောညီကိုမောင်နှမတွေဒီနေ့စီရေးတည်င်းတွေကတော့အကျွန်တော်လေးပြချင်တာပါစစ်သေးကြတည်င်းမီဒီယာတွေစစ်သေးကြအပေးထောက်ခံသူတွေအဲသူတို့တွေဖွာထားတဲ့အဲ ဟွာလုံးတစ်ခုကျွန်တော်မှရှင်းရတာလေကျွန်တော်မေးလာကြတယ်ကျွန်တော်တယောက်ချင်းလဲကွန်မန့်နဲ့ဖြေဖို့ကလည်းမလွယ်ဘူးလေနော်အဲ့ဒီကြောင့်မို့လို့အဲကျွန်တော်တခါလေးဖြေပြရစီအဲသူတို့ပြောတဲ့ပုံစံအရဆိုလို့ရှိရင်ညောင်ကျိုးရွာတိုက်ပွဲပေါ့ညောင်ကျိုးရွာတိုက်ပွဲမှာတဲ့အဲတက်မတော်ရဲ့လေရင်မှားကျဲတဲ့အတွက်ကြောင့်မလို့ပေါ့နော်စစ်တပ်ဘက်ကတော်တော်လေးကြာသွားတယ်ဆိုပြီးတော့သတင်းမှလွင့်ထားတယ်အဲ့ဒါတရက်နှစ်ရက်လောက်ရှိပြီပေါ့နော်အဲ့ဒါကိုခစ်တစ်ကလည်းအတင်ထားတယ်နော်ခစ်တစ်ကလည်းတင်ထားတယ် အဲသူအင်တာဗျူးတွေပါတယ်လို့တေချာတင်လာတာပါအဲထို့သူညောင်ကျိုးရကြပါပြီပေါ့နော်ညောင်ကျိုးရကြလို့ရှိရင်ကျွန်တော်အနေနဲ့အရန်ကြည့်တာဟုတ်လားအဲညောင်ကျိုးရကြပါပြီဆိုပြီးတော့အဲခိုင်ဒုက္ခကလည်းခိုင်ဒုက္ခကလည်းသူကကောလုံးဟောလုံးထုတ်ထားတာဟုတ်အဲသူပါတော့လေသူ့ရဲ့ကောလုံးဟောလုံးထုတ်တာတော့အကြောင်းမဟုတ်ဘူးပါလေနော်အဲသူတို့အေးအေးလေးတွေနော်အောက်ချင်မှာတော်တော်ကိုသူ့ရဲ့ပြောတာမှန်ဖို့ပေါ့လေသူပြောတာမှန်ဖို့အတွက်အသေးကြီးမဲကြီးအသက်ပေးဘဝပေးပြီးတိုက်နေရပါလေ ဲ့တော့သူကကြပါကြီးပြောတဲ့ပုံစံတိုင်းကြဖို့အတွက်ကိုအောက်ချီမှာရခိုင်လေးတွေရခိုင်မလေးတွေနော်ဒီစစ်သွေးကြလေးတွေပေါ့အကျန်းဖက်စစ်သွေးကြလေးတွေဆိုလို့ရှိရင်အသေးမရရအောင် လုံးနေတာနော်အချိန်လေးတွေကဒီလိုမျိုးရှိနေတယ်အဲ့တော့တစ်ခါတည်းကြလို့ရှိရင်ခေါင်းဆောင်တွေကတော့ပြောလိုက်တာပဲခေါင်းဆောင်တွေကလော်လိုက်တာပဲအောက်ချီမှာတကယ်တမ်းတိုက်ရတဲ့အေးအေးလေးတွေခင်ဗျာမှာဒုက္ခတော်တော်ရောက်ပါတယ်နော်အဲ့တော့အဓိကဒီနေ့ခြေဖြတ်ချင်တာကတော့ လေရင်မှားကျဲတယ်ဆိုတာလုံးဝလုံးဝမရှိခဲ့ပါဘူးအဲ့ဒါကနံပါတ်၁ချက်နံပါတ်၂ချက်နေနဲ့ကအဲအဲ့ဒီခိုင်ဒုက္ခပြောသလိုညောင်ကျိုးရွာကြပြီဆိုတာလေလုံးဝလုံးဝမဟုတ်ပါဘူး19ရက်နေ့ညမှာညအထိကတဲကြီးမဲကြီးဝင်လုံးနေပါတယ်အဲ့တော့ညောင်ကျိုးရွာရဲ့ဘူတဲလို့ခေါ်တာစောက်လို့ရဘူတဲလို့ခေါ်တယ်အဲ့စောက်လို့ရဘူတဲကိုစစ်သွေးကြလေ အလုံးအရင်နဲ့ဝင် လုံးတာပါမိန်းကလေးလည်းပါတယ်ယောက်ျားလေးလည်းပါတယ်အတကုံဝင်လုံးပြီးတော့တိုက်တာပါနော်အဲ့တော့တော်တော်လေးပြစ်ကူပေးရတဲ့အခြေအနေတော့ခက်ခဲသွားတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒါကတော့အမှန်ပဲမနေ့ကညအထိပေါ့နော်ဒီနေ့မနေ့တော့ drone တွေနဲ့တောက်လျှောက်လိုက်ကျဲနေတယ်နော် drone တွေနဲ့လိုက်တောက်လျှောက်လိုက်ကျဲတော့ကြောင့်မို့လို့အေးစစ်သေးကြတယ်ပြန်ပြေးနေရတဲ့အတိုင်းတားတွေရှိတယ်လုံးဝပြန်ပြီးတော့ပြေးနေရပါပြီ ဲ့တော့တက်ကလည်းထက်ချက်မကွာလိုက်လာပြီးတော့နှိမ်နင်းနေပါလေသူကတော်တဲ့ဝင်တော်တဲ့ပြောက်ပြီးလို့ရှိရင်ပြန်ပေါ်လာရဲဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့တခုတော့ရှိတယ်အဲကျွန်တော်တို့ဒီဝင်ခံရမှာတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့မနေ့ကအရန်ကိုပုပုကကတိုက်ပွဲဝင်တဲ့ခါမှာအဲတက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပြီးခုခံရတာရှိတယ်လေရင်နဲ့ပြန်ပြီးတော့ခုခံရတာရှိတယ်အဲ့တော့အရန်ကိုပုကတ်နေတဲ့ အခြေအနေဖြစ်မှာလဲဒီ AAC သွေးကြွရည်နေသူအသက်လုံခြုံမှာဟာလားသူတို့မှာနှစ်နေပဲရှိအဝေးကနေပြစ်လို့ရှိရင်လဲသူတို့လေရင်အစာကောက်ခြင်းလက်နက်ကြီးအစာကောက်ခြင်းကိုသူတို့ခံရမှာအဲ့တော့သူတို့အတွက်ကဘာလဲဆိုလို့ရှိရင်အနီးကပ်ဝင်လုံးသားမှသာလင်းတက်ကပြစ်လက်နက်ကြီးပြစ်ကူတယ်လေရင်ပြစ်ကူတွေပေးရတာခက်ခဲမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနီးကပ်ရနိုင်မြအရဝင်လုံးတာတက်ကအဲ့ဒါကိုသိတဲ့အတွက်ကြောင့်မို့လို့အဲ့သူတို့ကိုဟိုခုခံနေခုခံပြစ်ထားပြီးတော့တက်ကအနောက်ကိုနည်းနည်းခွာပေးလိုက်တယ်ခွာပေးပြီးတော့အဲတိုက်နေတဲ့အချိန်မှာ အဲ့ချိန်မှာလင်းပစ်ကူရတယ်အချိန်နဲ့မဆိုင်မနဲ့တောက်ရောက်တောက်လျှောက်ဘယ်ကောင်းမစောလာပေးသွားလိုက်တာပေးသွားတဲ့အခါမှာတော့ AA တွေတော့ AA တွေ PDF တွေကြာဆုံးမှုတွေများသလိုကျောင်းတက်ဘက်ကလည်းထိခိုက်နာကျင်မှုရှိခဲ့တယ်အစာနာမှန်တဲ့အတိတ်ပဲပါအစာနာမှန်တဲ့အတိတ်ပဲအနေနဲ့ကျွန်တော်တို့နှစ်ပေါင်း73လို့ပြောရမှာပေါ့နှစ်ပေါင်း73ထိခိုက်နာကျင်မှုထိခိုက်မှုရှိခဲ့တယ်တိတ်ဆုံးမှုတော့မရှိခဲ့ဘူးအဲတော့ပါတော့လည်းပဲဒီအာလင်းပစ်ကူရဲ့ ိုဟန်ချက်ညီကြီးကြာကြာကြာသွားမှုမှာပေါ့နော်ဟန်ချက်ညီကြီးကြာသွားမှုမှာတော့အဲ့ဒီအာအေးစေသေးကြတယ်တတော်များများအထိနာပြီးတော့ကြာဆုံးသွားပြီးတော့နောက်ပြန်ဆုတ်သွားတယ်လို့နောက်ပြန်ဆုတ်သွားလို့ကျွန်တော်တတင်းရရှိပါတယ်အဲနောက်ထပ်ဆက်လက်ပြီးတော့တို့ဆက်တိုက်နေပြီမဲ့ပြန်လည်းခုဆိုလို့ရှိရင်မနက်မှာတက်က drone နဲ့တောက်လျှောက်လိုက်ပြီးတော့ကျဲနေပါတယ်နော် drone နဲ့တောက်လျှောက်လိုက်ပြီးကျဲတဲ့ပြင်ကိုအဲသူတို့ရဲ့ဒီပေါ့နေနေကျွမ်းကျင်မှုပေါ့ဒီဒီညောင်ကျိုးတကြောပေါ့ညောင်ကျိုးတကြော အပကံကွဲရတကြောဒီမိုးထီတကြောဒီလမ်းတွေအကုန်လုံးကသူတို့ကကျွမ်းကျင်သလို ဖြစ်နေတာเนาะတော်တော်လေးကျွမ်းကျင်သလိုဖြစ်နေတယ်အဲ့တော့ဒီလမ်းတွေကလည်းအဲ့ဒီအမ်ဘလိုဟောမယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့ခရိုနီတွေဟာလာတက်လောက်တဲ့သူတွေကဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလမ်းတွေနဲ့ပတ်သက်လို့ရှိရင်သိကျင်တော့အဲ့လမ်းတွေအားလုံးကလည်းကိုပိုင်လမ်းတွေတော့နာမည်ပါတက်ထားလာเนาะနာမည်ပါရှိတယ်ဘယ်လမ်းကတော့ဘယ်သူပိုင်တယ်ဘယ်လမ်းကဘယ်သူပိုင်တယ် အဲ့ဒီလမ်းကိုမှထပ်ပြီးအတုံးချမယ်ဟေးဆိုလို့ရှိရင်အဲ့ဒီလမ်းအတွက်ပတ်စံပေးရတာတွေရှိတဲ့အတွက်ကြောင့်မလို့ဒီလမ်းပိုင်းနဲ့အားလုံးကိုနည်းနည်းစစ်စစ်မေးမြန်းလို့ရှိရင်တော့ဘယ်လမ်းကနေဘယ်ကိုဆက်တယ်ဘယ်လမ်းကနေဘယ်လိုဘယ်ကိုဆက်တယ်ဆိုတာကတော့အဲသိရမယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့ AA က AA နဲ့ PDF တွေကဒီလမ်းကြောတွေကလည်းတက်ဖြောက်သွားပြန်အောင်နော်တက်ဖြောက်သွားပြီးတော့တိတ်မကြခင်ပြန်ပေါ်လာပြန်အောင်အတို့တိုက်တဲ့ပုံစံကတက်နာကိုမရရအောင်ဝင်လုံးမယ်ပူကပ်မယ်ပူကပ်ပြောလို့ရှိရင်ရောက်တဲ့နေရာမှာတို့တကူစာကျွင်းတူးမယ်ကျွင်းတူးပြီးကုတ်ကပ်ပြီးနေမယ် အဲ့တို့အတကုံကြိုးစားရတာပါအဲ့တော့ခိုင်သူခါကလည်းညောင်ကြိုးကြပါပြီဆိုပြီးတော့အလုံးစုံရပါပြီဆိုပြီးတော့ကြွားထားတဲ့ခါကျတော့သူ့ကြွားလုံးမခိုင်သူခလူလိမ့်မဖြစ်ဖို့ကလည်းအေးအေးဒီမှာကြိုးစားရတယ်အဲ့တော့ကြိုးစားပြီမဲ့လည်းကံမကောင်းခဲ့ရှာပါဘူးအခုအချိန်မှာတော့နောက်ဆုတ်သွားပြီပါပြီအဲ့တော့ပြောက်သွားလိုက်ပြန်ပေါ်လာလိုက်ဖြစ်နေတဲ့အပုံတွေကိုလိုက်ပြီးတော့နှိမ်နေတဲ့ခါမှာတော့ကျွန်တော်တို့ကင်းထောက်စစ်ဆေးမှုတွေရှိရခဲ့ရှိတယ်ပေါ့နော် ကင်းထောက်စစ်ဆေးမှုတွေနဲ့ကြည့်တယ်အဲကြည့်တဲ့ခါမှာ မ်အခုဆိုလို့ရှိရင်ချို့ရွာတွေပေါ့ရွာတွေမှာတကယ်စစ်သေးကြွတပုံပေါ့အကြမ်းဖက်အုပ်စုတွေရဲ့ပြစ်မှတ်ကိုပြစ်မှတ်ထားပြီးတော့အခုတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တယ်အဲ့တော့အခုကျွန်တော်နောက်ဆုံးကြားသိရတဲ့သတင်းတွေကဆိုအဲ့ဒီဗကန်ကွဲရွာရဲ့အလုံးအလုံးမဲ့ဒီရွာတွေရှိတယ်အဲ့ဒီရွာတွေမှာအဲဘယ်လိုခေါ်မလဲဆိုရှင်စကန်ချနေတော့အုပ်စုဖွဲ့နေတော့ဒီအကြမ်းဖက်စစ်သွေးကြွပြစ်မှတ်တွေကိုတတ်မတော်သည်တတ်မတော်လေက လည်းနှိမ်နှင်းတယ်လို့အာလန်နဲ့ဂျီနာလည်းပြက်ခတ်နှိမ်နှင်းခဲ့တယ်လို့ကြားသိရတယ်။အဲ့တော့ကြောင့်မလို့တော်တော်လေးဒီနေ့အမ်တီတီရရောက်နှိမ်နှင်းနိုင်ခဲ့တယ်။တစ်ချက်ပြန်ငြိမ်သွားပြန်ပြီပေါ့ဗျာနော်။အထို့ပြင်ထောက်ဖို့လမ်းကြောင်းတွေကိုလည်းဖြတ်စည်းနိုင်ခဲ့တယ်လို့ကြားသိရတယ်ပေါ့နော်။အဲ့တော့ညောင်ကျိုးရနဲ့ပတ်သက်လို့ရှိရင်ဒီနေ့နောက်ဆုံးရသတင်းကျွန်တော်လင်းပေးချင်တာကတော့လေမှားပြစ်မှုလုံးဝမရှိခဲ့ပါဘူး။မနေ့ကတော့နည်းနည်းကိုလူ ထိထိခိုက်နာကျင်မှုနည်းနည်းရှိတော့ညာလဲတည်ဆုံးတဲ့အထိမဖြစ်ခဲ့ဘူးလို့ကြားသိရတယ်เนาะနံပါတ်3ချက်အနေနဲ့ကတော့ဒီသူတို့ခိုးအောင်နေတော့ဒီစစ်သေးကြအကြမ်းဖက်အေးအေးပြစ်မှတ်တွေကိုเนาะတက်မလို့ဒီရေးယူစီးရအေးယူနိုင်ခဲ့တယ်ကျွန်တော်ကြားသိရတယ်ထောက်ဖို့လမ်းကြောင်းတွေသူတို့တွေစက်တွေနဲ့ဖောက်နေတဲ့လမ်းကြောင်းတွေကိုလည်းရေးယူနိုင်ခဲ့တယ်လို့ကြားသိရတယ်เนาะအဲ့တော့အခုချိန်ထိညောင်ကျိုးလုံးဝညင်ပါပဲခင်ဗျအေးအေးဆေးဆေးပါပဲ ဲဒီနေရာမှာတစ်ဆက်တည်းပြောရမှာကတော့မနေ့ကကျွန်တော်တို့အဲဒီပေါ့နော်ဟို 2IC ကိစ္စပေါ့ 2IC ကဒါမျိုးတက်လုပ်ငန်းလုပ်တယ်တက်လုပ်ငန်းလုပ်တဲ့ခါမှာရိတ်ခါတွေတင်ပို့နေရတဲ့အရန်ကိုများတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့လေရန်ကိုပတ်စံရတဲ့အလုပ်ဖြစ်တယ်အဲ့တော့သူတွေကအဲ့ဒီလမ်းကြောကိုပဲလိုက်နေတာဆိုလို့ကျင်တာကတက်ခုတ်ရင်တော့မှအဲ့လောက်ပတ်စံမရဘူးအခုချိန်မှာ ဒီဘကိုးဘတ်တို့เนาะကျွန်တော်တို့ ARV ဘတ်တို့ကနေပြီးတော့စံတို့ရိတ်ခါတို့ကိုရခိုင်ထိတင်ပို့နိုင်မယ်ဟဲ့ဆိုရှင်အဲ့ဒါကဟိုတစ်ဖက်မှာအရန်ကိုဘယ်လိုခေါ်မလဲဆိုရှင်ပုစံရတဲ့အလုပ်ဖြစ်နေတာလုပ်ဖြစ်တဲ့ခါကျတော့အဲ့တော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကလည်းနည်းနည်းလေးပေါ့ဟိုဒီချိန်မှာကျွန်တော်မပြောမပြောချင်တော့ညာလည်းပဲအဲ့ကျွန်တော်အနေနဲ့စနောပြောသလိုပေါ့ဒီညောင်ချီတော်တို့အုတ်ရှိပင်တို့မြို့မှာရှိနေတဲ့အသားတွေမိခင်နေเนาะအဖိုးအဖွားတွေမိသားစုတွေ ရွာလေးရွာလေးမြို့တွေဒီစစ်သွေးကြသပုံတွေနော်အကျန်းဖက်တွေရဖြက်စီးမှုမခံရလေအောင်ဆိုပြီးတော့သူတို့ရဲ့လုံခြုံရေးအလုံကကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့ရတာဒီကိစ္စကိုပြောဖို့အတွက်ပေါ့နော်ထို့သူကမ္ဘာစာစစ်ရုံးကြီးရဲ့မပြည့်စည်မှုအတွက်လည်းကျွန်တော်တို့ဒီဆုံးဖြတ်ချက်ကိုချခဲ့ရတာပါထို့သူအဲ့ဒီမှာထိခိုက်နာကျင်ခဲ့တဲ့တပ်မတော်သားတွေရဲ့ဒါတစ္ဆာပေါ့ဗျာနော်သူတို့တွေကိုတစ္ဆာဆောင်တည်ရတဲ့အနေနဲ့ကျွန်တော်အနေနဲ့မဖြစ်မနေမို့ဒီဆုံးဖြတ်ချက်ကိုကြားပြီးပြောခဲ့ရတာပါတချို့တိထားတာလည်း ဒီလိုမျိုးပေါ့ 2IC တွေပဲဖြစ်ဖြစ်တရင်မှုတွေပဲဖြစ်ဖြစ်ယာတုစင်းစင်းမှာဘာတွေလုံနေလဲဘာတွေလုံနေဆိုတာကျွန်တော်တို့ကျွန်တော်မှသိရှိထားတာတွေအများကြီးပါသိရှိထားတာတွေအများတော်ညာလည်းပဲအဲကျွန်တော်အနေနဲ့မပြောဘူးဘာကြောင့်လဲဆိုလို့ရှိရင်အဲသူတို့ရဲ့လုပ်ရက်ကသူတို့ရဲ့တတိပုဂ္ဂလလုပ်ရက်တွေဖြစ်တယ်အဲသူတို့ပဲဒါပြောရမယ်ဆိုရင်အဲသူတို့ပဲတာဝန်ယူရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်သူရဲ့လောက်ရကတက်မတော်ကိုထိပါလာမယ်ဟာပြည်သူလူထုဟာနိုင်ငံကိုထိပါလာမယ်ပြည်သူလူထုရဲ့တအိုးရေးစီစဉ်ကိုထိပါလာမယ်ဟေ့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ထုတ်ပြောมาဖြစ်တယ်အခုဒီကိစ္စကတော့ကျွန်တော်အနေနဲ့မဖြစ်မနေပြောရခြင်းဖြစ်တယ်အဲကြားသိရတော့ဆိုလို့ရှိရင်ကျွန်တော်တို့စစ်စင်းမင်းမြမှုတွေရှိရလို့တော့ကြားသိရတယ်ပေါ့နော်အဲ့တော့အရှင်ယူလာလဲတိတ်မြန်ပါလားအဲ့တော့ပြောချင်မနဲ့ပြောရတာပါဗျာနော်ဟုတ်ပြီအဲမဖြစ်ပါသေးနဲ့လို့ဆူတောင်းတယ်မဖြစ်ဖို့လဲမဖြစ်လို့ရှိရင်လည်းတို့မင်းများစုံစမ်းပြီးတော့အားလုံးဆင်ပြေသွားမှာပါဗျာနော်ကဲဟုတ်ပြီအဲ့တော့အဲနောက်ထပ်တစ်ခုကအဲ့ဒီမှာအားအင်းနေလဲ ဒီစစ်တီအင်အားတွေလည်းနောက်တော့ထပ်ဖြည့်ရတဲ့အတွက်ကြောင့်မို့ညောင်ကျိုးကတို့ရဖို့ဆိုတာမမျောလင်းတဲ့လူတော်ပြောလို့ရသွားပါပြီအဲတို့တွေအင်အားတွေတော်တော်များတယ်အဲအင်အားကိုလည်းအင်အားနဲ့ပြန်ပြီးတော့တက်မလို့ကရင်ဆိုင်နေပါတယ်နော်လက်နက်ကြီးတွေ drone တွေနဲ့ဒီဒီမနက်မှာတောက်လျှောက်ပါပဲအဲ့တော့ခိုင်သူခလူလိမ်မဖြစ်ရေး AAPD ကလေးတွေစူးစမ်းကြပါ နော် ခိုင်သူခကလည်းတနည်းအားဖြင့်ပြောမှာဆိုရင်အရန်ကြီးပေါ့နော် မကြောသေးဘူးလို့ပြောရမှာပါနော် ခင်ဗျားတို့ကကြွားလာမျိုးခေတ္တမီဒီယာဖွာခေတ္တတို့ဘာလို့ကဖွာလို့ရှိရင်ကျွန်တော်တို့ကသတင်းမှားတွေတံပြန်ရတော့တယ်တလားဒါမှမဟုတ်ရင်မတံပြန်ဘူးခင်ဗျားခင်ဗျားတို့ဟိုဥမာဖြစ်ရခိုင်ချင်းချင်းပြောတာဘာမှမဖြစ်ဘူးအခေတ္တတို့ဘာလို့လို့စစ်သွေးကြမီဒီယာတွေကပြောပြီးဟိတ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းပေါ့ထားပြီးတော့ဖြေရှင်းပေးရတာတရှိတယ်မဟုတ်ဘူးမဟုတ်ဘူးဟုတ်ပြီဟုတ်တယ်ပေါ့ဗျာနော်အဲ့တော့အဲဒါကညောင်ကျိုးအခြေအနေပေါ့နော်နောက်တစ်ခုက TNL နဲ့ခင်ဗျားတို့ကွန်နုံးနေ PDF တယ်အဲခင်ဗျားတို့အခုသိပြီနော် TNL ဒီ နောက်ဆုံးနေပါပြီတော့ကျွန်တော်အများအပြောခဲ့တယ်နော်ခင်ဗျားတို့ရဲ့စီရေးကအခုတရားနေနေနောက်ဆုံးနေပါပြီနောက်ဆုံးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှေ့တန်းသတင်းတွေပေါ့နော်ကျွန်တော်ကြားသိရတဲ့သတင်းတွေအရဆိုရင်တရားနေနေနောက်ဆုံးသွားပြီအရှိမကြံခဲ့တာ PDF တွေပဲကြံတော့လာကျွန်တော်အများအပြောနေတယ်လို့ပေါ့ဗျာနော်တက်ဟေးဆိုလို့ရှိရင်ပမာလို့ပြောတယ်နောက်ဆုံးနောက်ဆုံးဆိုလို့သူတအောင်ပါတာစကားနဲ့ပြောပြီး နောက်ဆုံးသွားရက်ကန်ရက်ကန်နဲ့ခင်ဗျားတို့ PDF တွေကတော့ကြံခဲ့ပါတယ်အဲအဲ့ဒါကတော့ အခြေအနေလေးပေါ့ဗျာနော်ဟုတ်ပြီအဲနောက်ထပ်ဒီကနေ့နောက်ဆုံးနေရာအတွက်ကြောင့်မို့လို့ခင်ဗျားတို့ရဲ့ဒီတော်လန်ရေးကတော့ဘယ်ထိဆက်သွားနိုင်မလဲတော့မသိဘူးပေါ့ဗျာနော်အခုချိန်မှာတော့ခင်ဗျားတို့ရဲ့မြောက်သုံးကောင်ထဲမှာမြောက်နှစ်ကောင်အောင်နောက်ဆုံးနေပါပြီအေးအေးနေနဲ့ကဘယ်ထိဆက်သွားမလဲတော့ကျွန်တော်တို့အပြောရအခမ်းအနားတော်တော်ခက်ပါတယ်ရခိုင်လူမျိုးမျိုးသုံးမှလားတော့မသိပါဘူးเนาะရခိုင်လူမျိုးတွေအားလုံးသတောင်းစားဖြစ်မှာပဲအဲသူတို့ရက်မဲ့ပုံစံမျိုးရှိတယ်အဲ့တော့သူတို့ရဲ့ရီမန်းချက်ဖြစ်တဲ့ကပ္ပစာစိတ်ယုံနေမိလိုက်လို့ရပါပြီ မေးလိုက်လို့ရပြီအဲ့တော့ကပ္ပစက်အောင်ငယ်မေးလိုက်လို့ရတယ်လို့သူတို့ရဲ့ရခိုင်ပြည်အိမ်မက်ဆိုတာလေအဲတနည်းအားဖြင့်မေ့မယ်ဆိုတဲ့မေ့ထားလို့ရပါတယ်တော့ပါတော့လည်းပဲဒီပုံမှာဒီချင်းရမှာတော့နာဆာကဥက္ကဋ္ဌကြီးဦးမင်းအွန်လိုင်းရဲ့ပြတ်သားမှုပေါ်မှာအများကြီးမူတည်တယ်သူကမှနော်ပေးခြင်းတပါးဟိဆိုလို့ရှိရင်တော့လေကျွန်တော်တို့ကတော့ဘာမှမပြောနိုင်ဘူးနော်သူကမှမပေးဘူးဆိုလို့ရှိရင်တော့အမြင့်ပြတ်တိုက်မယ်ဟလားအထုတူထီထီရရပြပြတတနိုင်နေမယ်ဟိဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကကြိုဆိုတယ် ။ဘာကြောင့်လဲဆိုစစ်သေးကြသဘုံတွေအတွက်မြန်မာနိုင်ငံမှာနေရာမရှိစေအောင်ပြည်သူလူထုကပြည်သူကိုပြန်အုပ်ချုပ်တဲ့စနစ်မျိုးပဲကျွန်တော်တို့လိုချင်ပါတယ်နော်။အဲ့တော့စစ်သေးကြသဘုံတွေကလက်နက်ရှိတိုင်းဟို10ယောက်နဲ့ဖွဲ့10ယောက်နဲ့ဖွဲ့ပြီးတော့ဟလာလူ10ယောက်ချင်းအပေါ်ကောင်းဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံရေးလောကမှာလူ10ယောက်ချင်းပါတီတစ်ခုဖြစ်သလိုလက်နက်ကင်လောကမှာလည်းလူ10ယောက်ရှိလက်နက်10ယောက်လက်နက်10လက်ရှိလို့ရှိရင်တတ်တတ်ဖြစ်တယ်။အေးအဲ့တခိုးကြီးတော့ဘယ်ကောင်းလဲဓမြဖြစ်တယ်။ဓမြဖြစ်ကြီးတော့သဘုံဖြစ်တယ်။ တပုံကြီးတော့အေးအေးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့တပုံကြီးတော့ကျွန်တော်တို့ကော်တူလေးအာမီဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်မလို့မြန်မာနိုင်ငံကလက်နက်ကိုင်တွေကမို့လို့ပေါက်နေတာသူအားလုံးကနေရာတစ်ခုရဖို့အတွက်နဲ့အဖွဲ့ကြီးလာဖို့အတွက်လက်နက်အားပြိုင်ဖို့စဉ်းစားနေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့တော့အဲဒီစေတေကြအေးအေးကိုအမြင့်ပြတ်နှိမ်နေတာပဲကျွန်တော်တို့ကတော့အဲလိုခေါ်မယ်ဆိုလို့ရှိရင်အားပေးတယ်လုံးဝမြန်မာနိုင်ငံမှာလက်နက်ကိုင်ဟာတစုတည်းတစ်ဖွဲ့တည်းရှိရမယ်ဆိုတော့ကျွန်တော်တို့ကလက်ခံထားပါတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ အေးနေနေတော့ဘယ်ထိဆက်မလဲတော့မသိဘူးတို့ပါတော့ညာလည်းပဲအခုတော့ဆယ်ခေါမဆိုတော့တာပေါင်းလေးတာပေါင်းလေးမှာတာပေါင်းကြီးနဲ့တာပေါင်းလေးရှိတာတာပေါင်းမျိုးနဲ့တာပေါင်းလေးရှိတာအဲတာပေါင်းလေးကိုတော့ဒါအဲ့မှာတော့စစ်ကတော့ဘယ်ခေါမဆိုရှင်နည်းနည်းလေးပိုက်ပွဲဖြစ်နေတာရှိတယ်တပ်ဘက်ကတစ်ခေါက်ကကြားကောင်းစခန်းကြာသွားတာရှိတယ်အဲစခန်းကြာသွားတဲ့ကြောင့်တပ်ကပြန်ပြီးထိုးစစ်ဆင်တာလည်းရှိတယ်အဲ့တော့အခုလက်ရှိစစ်ရေးအခြေအနေဒီကတော့လှုပ်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 ပဲအခြေအနေပဲရှိပါသေးတယ်တို့လူရေးကြီးရေးကြီးပါတော့ပြည့်ပြည့်တတ်တတ်နဲ့ ဆောင်ရွက်ချက်တွေတောင်းဆိုနေသောပြည်သူရဲ့ဆန္ဒအလို့ငါထင်ပါတယ်အဲလေကြောင်းပစ်ကူတွေလာသွားတယ်လို့လည်းကျွန်တော်တို့တစ်ဖက်သတင်းမီဒီယာတွေကလည်းကြားသိရတယ်အဲထို့သူမြေပြင်ကိုဆက်လက်စုံစမ်းကြည့်တဲ့အခါမှာလည်းဟိုမြေပြင်တက်တယ်ဒီအရှင်ယူပြီးတော့ဆောင်ရွက်နေတာတွေကိုတွေ့ရတယ်နော်အဲ့ဒီရေကြီးဘက်မှာအဲ့ဒီတကြောင်မလို့အဘက်ချက်မှာစေရေးချင်းတွေကတော့လုံးဝကျန်းနေပြီလို့ပြောလို့ရပါတယ်နော်အဲထို့သူ ကျန်တဲ့မြန်အောင်မြို့ကိစ္စရမှာဆိုတော့ကျွန်တော်တို့ပြောထားပြီးသားပါမြန်အောင်မြို့ဆိုတာလည်းကျွန်တော်မြန်အောင်မြို့မှာရှိနေတဲ့လက်နက်ကင်တွေကိုလက်နက်ပြေဝတက်ဆင်ပေးဖို့လိုတယ်အနေဆုံးတော့ 4D လေးတော့တို့ရှိတည်တယ်လို့ထင်တယ်ပေါ့နော်ဒါဒါလက်နက်ကင်တွေတောင်းဆိုမှုတွေပါအဲထို့သူတစ်ဖက်ဒီတောင်ကုတ်တောင်ကုတ်ကနေဆင်းလာမယ်ကျွန်တော်တို့တောင်ကုတ်ဒီကွာကွာဒီဘက်ကိုဆင်းလာမယ်ဆိုဘောမီတို့အဲ့ဘက်ချန်တွေကတော့အတိုက်တာတစ်ခုထိညင်နေတယ်ငတိုင်းချောင်းဘက်မှာပေါ့ငတိုင်းချောင်းဘက်မှာအမြောက်တက်ရှိတယ် ဒီအမြောက်တက်နဲ့ပတ်ဝန်းကျင်မှာတော့တိုက်ပွဲတွေကတော့ပြင်းထန်နေတယ်အများအားပြင်းထန်နေမှာအဲ့ဘက်ချမ်းမှာတော့အမြောက်တက်ကတော့သူတို့မထိနိုင်သေးပါဘူးနော်အဲ့တော့ပါဆိုလဲအမြောက်တက်ရဲ့ကာကင်းထုတ်ထားတဲ့ကာကင်းတွေမှာတော့နည်းနည်းလေးပေါ့တိုက်ပွဲတွေကျန်းနေရတာရှိတယ်အခုစစ်တွေကိုအဲစစ်တွေတော့ဖြစ်တယ်ကြောက်ဖြူကိစ္စတန်းပြောရမယ်ဆိုကြောက်ဖြူကတော့အဲစစ်သွေးကြွနဲ့တက်မလို့နဲ့အကဲဆန်းနေပါလေအကဲဆန်းနေသလိုကြောက်ဖြူကတက်ကလည်းမာပါလေကြောက်ဖြူတက်တွေကအခုဆိုလို့ရှိရင်အဲကျွန်တော်တို့ ီကြောက်ဖြူမျိုးနဲ့9မိုင်10မိုင်ပတ်ဝန်းကျင်လောက်ထိကိုထွက်ပြီးတော့နည်းမြရှင်းလင်းမှုတွေလုပ်တာတွေရှိတယ်။ရှင်းလင်းမှုတွေလုပ်သလောက်လည်းအောင်မြင်သလောက်ရှိပါတယ်နော်။အောင်မြင်သလောက်ရှိတယ်။အဲတော်တော်လေးလည်းဘယ်လိုခေါ်မလဲဆိုရှင်စေရေးအဖြစ်အေးအေးယူနိုင်တဲ့အတိုင်းဓာတ်တွေရှိတယ်။သို့ပါတော့လည်းပဲအေးအေးဒီခိုးကြောင်ခိုးဝက်နဲ့လာလာပြီးတော့လက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတိုင်းဓာတ်တွေရှိတယ်။အဲ့တော့ကျွန်တော်တို့ကြောက်ဖြူမျိုးရဲ့အပြင်မှာကရဲတက်ရင်ရှိတယ်။အဲ့ဒီရဲတက်ရင်ကို လက်နက်ကြီးတွေနဲ့လမ်းလမ်းပြီးတော့ဆန်းဆန်းပြီးပြစ်နေတယ်ဒီနေ့ပြစ်တယ်ကြလာအတန်နားထောင်တယ်နောက်နေ့ပြစ်တယ်ကြလာအတန်နားထောင်တယ်အဲဒါမျိုးပေါ့လာဆန်းပြစ်နေရရှိတယ်အဲ့တော့အဲ့တော့ဒီရဲတပ်ရင်းဆက်လက် ပြီးတော့ဒါမျိုးပေါ့ဟိုမခံရဘူးအတွက်ကဆက်လက်ပြီးတော့ရှေ့လျှောက်ပေါ့ကိုကနေမီတွေမှာထွက်ပြီးတော့ညီပြင်းရှင်းလင်းဖို့အရန်ကိုလိုအပ်တယ် နော်အဲ့ဒါကနံပါတ်၁ချက်ဖြစ်တယ်ကြောက်ဖြူလုံခြုံမှုဆိုလို့ရှိရင်နည်းမြေထွက်ရှင်းနိုင်မှုဟာလိုအပ်တယ်အဲနောက်တစ်ခုကဘာလိုအပ်လဲဆိုလို့ရှိရင်ကြောက်ဖြူကိုလာတိုက်နေတဲ့ AA စေသွေးကြသဘုံတွေမှာရိတ်ခါတွေနော်ဘန်ကာတွေဘာကြောင့်စောင့်နိုင်နေတယ်လဲဒါကလည်းစဉ်းစားစရာတွေဖြစ်တယ်ဘာကြောင့်မို့သူတို့ကရိတ်ခါရှိနေလဲနော်အဲ့တော့ကျွန်တော်တို့ဒီတက်ဘရဘက်ကတက်ရင်းမှာကစားဝင်နေရအဲ့လောက်မပြေစုံဘူးတော့ပါတော့လေစေသွေးလာတိုက်တဲ့စေသွေးကြ AA တွေက တို့ကောင်ရိတ်ခါပေါ်ပေါ်နေတိုင်းတိုင်းရှိတယ်အဲ့တော့ဒီရိတ်ခါလည်းဘယ်ကလာလဲဒီရိတ်ခါတွေကဒီဘက်ကြောက်ဖြူဘက်ကမလာဘဲနဲ့ဘယ်ဘက်ကမလာကြအကြောင်းမရှိဘူးနော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒါတွေကိုလည်းခမားတို့နည်းနည်းပပတော့စစ်စစ်စေခြင်းနဲ့အဲ့နောက်တစ်ခုကလာတိုက်တဲ့အေအေတွေကရောက်တဲ့အရက်မှာကျွင်းတူးနေသလိုအခုဆိုဘန်ကာတွေကိုတေချာစောက်ထားတယ်အဲ့ဒီဘန်ကာတွေကိုဘာနဲ့စောက်လဲအင်္ဂလိပ်နဲ့စောက်တယ်ဒီအင်္ဂလိပ်တွေကဘယ်ကဝင်မလဲနော်ရခိုင်ပြည်မှာပိုက်ဝင်လို့မရတော့ဘူးဒီအင်္ဂလိပ်တွေကိုတင်ပိုင်ခွင့်လည်းမရှိဘူးနော် ဒါတွေကိုတင်လိုက်တာဆိုတော့ကျွန်တော်တို့ကြောက်ဖြူစစ်တွေတို့ကပဲတင်လိုက်မယ်အဲ့တော့ဒီကပစ္စည်းကအဲ့ဒီ AADC ကိုဘယ်လိုရောက်နေသလဲအဲ့ဒါခင်ဗျားတို့စဉ်းစားရမယ့်ကိစ္စဖြစ်တယ်လေနော်အဲ့တော့ခင်ဗျားတို့ဟို CA ရ AA ကဘယ်လိုကောင်းလဲဆိုရှင်အခုချိန်မှာအသာစီးရရသွားတာလဲဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့အောက်ချိန်မှာဘာဖြစ်နေတယ်ဘယ်လိုအခြေအနေရှိတယ်ဆိုတော့ခင်ဗျားတို့အထက်ကလည်းမသိတဲ့အတိုင်းဒါတွေရှိတယ်အဲ့တော့ AA ဘန်ကာတွေခင်ဗျားတို့တွေ့ပါလိမ့်မယ်ဒီ drone footage အချိန်မှာလေ သူတို့စီပြစ်ချလိုက်တာဒဏ်ရာရအောင်လောက်ပဲရှိပါလေဟိုတေးတဲ့သူတွေရှိတာပေါ့လေတချို့ကချွတ်ဒဏ်ရာရုံပဲဒဏ်ရာရရုံမရှိတယ်သူတို့အင်္ဂရိနဲ့တေချာဆောက်ထားတာဒီအင်္ဂရိတွေကဘယ်ကလာလဲအဲ့တော့ဒီချိန်မှာဘယ်သူမှတင်သွင်းမှိုင်းလို့မရှိဘူးအဲ့တော့ကြောက်ဖြူကရေရှည်တိုက်ရမယ့်စစ်ဆိုတာသူတို့ကောင်းကောင်းသိတယ်စစ်တွေဆိုတာရေရှည်တိုက်ရမယ့်စစ်ဆိုတာကောင်းကောင်းသူတို့သိကြတယ်ဘာကြောင့်လဲဆိုရင်အေအေကရေမကူးတတ်ဘူးအေအေရေကူးတတ်ငါးတွေ့တာနဲ့ဒီကောင်းလေလူတော်မှပြစ်စီအောင်ငါးတွေ့တာနဲ့ကောင်းပါအဲ့ဒါကိုကောင်းကောင်းသိတယ်စစ်တွေကမြုပ်ပြောက်လိုပဲရမယ် ကြောက်ဖြူကမြုပ်ပြက်လို့ရမှာအေးအေးတက်လုံးရမယ့်နေရာမဟုတ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်အဲ့ဒါကြောင့်မို့လို့သူတို့ကရေရှည်တိုက်ဖို့အတွက်ကိုအဲ့နေရာမှာဘန်ဂါတွေကိုတည်တည်ရှာဆောက်နေတာဖြစ်တယ်အဲ့တော့ဒီကအင်္ဂလိပ်တွေထွက်နေတာဒီအိုက်ကနေပြီးတော့ရိတ်ခါတွေထွက်နေတာနော်ဒီအင်္ဂလိပ်တွေတည်ရှာဆောက်ထားတာတွေကိုကြည့်မယ်ဆိုရင်တဘုံရဲ့ထောက်ပို့ကကိုပဲပြန်ဖြစ်နေပြီလို့ပြောလို့ရတယ်နော်အဲ့ဒါလေးတွေတည်တည်ချာချာခင်ဗျားတို့စစ်စစ်စင်ကျင်နေစစ်စစ်စင်ကျင်ဒီတဲ့နှစ်နှစ်ချစ်ချော့အတိတဲ့အတိုင်းတာတွေတော့ရှိတယ်ဒါပေမဲ့တော့ကျွန်တော်အနေနဲ့တည်တည်ချာချာအချက်လက်တွေ စူးစီးစုံစမ်းဆဲပါပဲเนาะ